ဒီလိုအကြောင်းရင်းတွေကြောင့်စုံမျက်နှာနဲ့မပေါင်းမနဲ့စိတ်ပိုင်ရှင်တထင်းမကြီးကိုယူလိုက်တဲ့ဖြိုးရင်စုံမျက်နှာကစိုးသူကိုလက်ထပ်ပြီးတော့အမေရိကန်နိုင်ငံကပုံနှိပ်တိုက်တစ်ခုမှာပင်ပမမန်အလုံးလုံးနေရချိန်မှာထိတ်တန့်စိတ်တထင်းမကြီးကိုယူလိုက်တာကတော့အဆိုတော်ဖြိုးကြီးပါဒီမတိုင်ခင်မှာတော့အဆိုတော်ဖြိုးကြီးဟာတစ်ချိန်တော့ကတယောက်ဆောင်မင်းသမီးစုံမျက်နှာနဲ့တရားဝင်လက်ထပ်ထိမ်းမြားခဲ့ကမင်္ဂလာပွဲကိုလည်းခဏခဏနာကျင်းပခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းစိတ်တော်ရခြင်းမတိုက်ဆိုင်တာကြောင့်အသာရှင်မပေါင်းလိုက်ရပဲလမ်းခွဲခဲ့ကြတာပေါ့ခုတော့ဆိုတော်ဖြိုးကြီးကစုံမျက်နှာကိုကွာရှင်းက အခုဆိုရင်စိန်ဆိုင်ပန်းရှင်တထင်းမရှမ်းစော်ဘွားတထင်းမရင်မက်ခင်မို့မို့တဲကိုလက်ထပ်လိုက်ပါပြီဒီလိုလက်ထပ်လိုက်ရတာကလည်းဖြိုးကြီးဟာဇနီးတဲ့ဆုံးမျက်နှာနဲ့ကွာရှင်းပြီးမှတကောရဲထီးကျန်နေတာကြောင့်ဖြိုးကြီးတယောက်အသက်ကြီးလာတဲ့အတူစေပေးမီကိုလိုချင်တာကြောင့်လည်းစိန်တထင်းမရင်မက်ခင်မို့မို့တဲကိုလက်ထပ်လိုက်တာဖြစ်ပါတယ်ဖြိုးကြီးလက်မထပ်ခင်မှာတော့လူတော်များများမှတည်ထားတဲ့အတိုင်းဆုံးမျက်နှာကအရင်ဆုံးမင်းသားဆိုးသူနဲ့လက်ထပ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်လည်းဆိုတော့ဖြိုးကြီးဟာ ဆုံမျက်နှာထဲပို့ပြီးတော့ငယ်ချော်ပြီးချမ်းသာကျင်ဝရင်စိမ့်ဆိုင်ပိုင်ရှင်ဇနီးကြောင်းလေးနဲ့လက်ထပ်ခဲ့တာပါအစရောဖြောင်းကြီးလက်ထလိုက်တဲ့သူကမြန်မာနိုင်ငံမှာကြီးကြီးတဲ့ချမ်းသာရင်းရှမ်းစော်ဘွားစိမ့်ဆိုင်တခင်းမိုင်တို့ဖြစ်တယ်လို့လည်းသိရတာပါ။စောပိုင်းမှာတော့အစရောဖြောင်းကြီးဟာပရိသတ်မြင်ကွင်းရှင်ကနေပျောက်ကွယ်နေကြတာဖြစ်ပြီးစုံမျက်နှာကောပဲပရိသတ်တွေကအမြဲလိုလိုမြင်တွေ့နေရတာပါ။ခုတော့အစရောဖြောင်းကြီးဟာစိမ့်တခင်းမိုင်မခင်မမို့တဲ့နဲ့မင်္ဂလာဦးစွန်ကျွေးလူလောက်ကလက်ထလိုက်ပြီးဖြစ်ပြီးနမိတ်ကြီးစောရော်တွေတော်တော်များများလေးလာရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။